မနှက်ဖြန်မွေးမဲ့ကလေးလေးကနမင်းကြီးကိုမေးတယ်။သူမနှက်ဖြန်လူပြည့်သွားရင်တော့သူကတိတိလေးဘဒုကသူ့ကိုလက်ခံမလဲတဲ့။ဒီတော့နမင်းကြီးကပြန်ပြောတယ်။နှစ်သမီးတွေအများကြီးတဲကအလုံးညာဆုံးနှစ်သမီးကကြိုဆိုလိမ့်မယ်တဲ့။ဒီတော့ကလေးကပြန်မေးတယ်။အိုးသူအခုတချင်းလေးဆိုပြီးအေးအေးလေးနေလို့ရတယ်။ဘာလို့လူပြည့်သွားရမလဲတဲ့။နမင်းကြီးကပြန်ပြောတယ်။လူပြည့်မှာနှစ်သမီးက နေတိုင်းအချိန်တိုင်းသချင်းဆိုပြီးပျော်လှုပ်ပေးလိမ့်မယ်တဲ့။ကလေးကပြန်ပြောတယ်။ဟိုလူတွေပြောတဲ့စကားသူနားမလည်ရင်မလုပ်ရမလဲတဲ့။နမင်းကြီးကပြန်ပြောရတယ်။နသမီးကမင်းကိုစိတ်ရှိရှိနဲ့အရာရာကိုသင်ပေးလိမ့်မယ်တဲ့။ကလေးကမေးလိုက်တယ်။နမင်းကြီးကိုစကားပြောချင်ဘလို့လုပ်ရမလဲ။နမင်းကြီးကပြန်ပြောလိုက်တယ်လေ။နသမီးကမင်းကိုနမင်းကြီးရှိခိုးပုံသင်ပေးလိမ့်မယ်။အဲ့ခါကျပြောလို့ရမယ်တဲ့။ကလေးကမေးတယ် သူကြားဘူးတာလူပြည်မှာရက်ဆက်တဲ့သူတွေများတယ်တဲ့နမင်းကြီးကပြန်ပြောတယ်လောကကြီးရဲ့အရာရာအခက်ခဲမှန်သမျှနသမီးက အသက်ဆုံးပြီးကောက်ခဲပေးနေမယ်တဲ့နောက်ဆုံးကလေးလေးကနမင်းကြီးကိုပေးရတယ်ဟိုကျွန်တော်သွားတော့မယ်ဟိုနသမီးရဲ့နံပါတ်ကဘလို့ခေါ်လဲလို့တိုးတိုးလေးမေးလိုက်တယ်နမင်းကြီးကပြန်ဖြေတတ်တယ်အမေတဲ့ လူလောကထဲမှာကျွန်တော်ကိုမွေးပေးခဲ့လို့ကျေးဇူးတင်ပါတယ်အမေငယ်လေးကလေးကနေကြွေးမွေးလာခဲ့တာအခုအသက်အရွယ်အထိကိုစိတ်ပူနေတော့မယ်အဝေးမှာရောက်နေတဲ့သားကိုစိတ်ပူလို့နေတိုင်းလဲဖုံးဆက်ပြောနေတိုင်းစားတော့တာအဆင်ပြေလားအလုပ်တွေရောလုပ်ရတာအဆင်ပြေလားအင်းကြီးဝက်ဆာဝိတာကစားအရာရာကိုလိုက်ပြောပြတတ်တဲ့အမေအရန်လဲချစ်ပါတယ်တတိလဲရနေပါတယ်ကျေးဇူးတင်ပါတယ်အမေ